ရှုမျော်ခင်တွေကိုစိတ်ခံစားချက်အတိုင်းအယောင်ပြောင်းထားတဲ့ပကြီအောင်ကျော်ဆန်းရဲ့တကူတော်ပကြီကားတွေကို February 16ရက်နေ့ကစတင်ပြီး Cloud 31 at Gallery မှာပြသထားပါတယ်။အဆိုပါပကြီကားတွေမှာထူးခြားမှုအနေနဲ့တစ်ပင်တောတောင်ရေမြင့်အဆရှိတဲ့ရှုမျော်ခင်တွေကိုခရမ်းရောင်တွေနဲ့ဖန်တီးပုံဖော်ထားပြီးတော့ဒီလိုပုံဖော်ရခြင်းကခရမ်းရောင်ဟာအလင်းအမောင်နှမျိုးစလုံးကိုကူးပြောင်းနိုင်တဲ့ဈာရောင်ဖြစ်တဲ့အပြင်ပကြီဆရာရဲ့အကြိုက်ဆုံးရောင်ဖြစ်တာကြောင့်လို့လည်းသိရပါတယ်။ ပကြီအောင်ကျော်ဆိုင်ရဲ့ဖန်တီးမှုလက်ရာတွေပေါ်ခန်းစားချက်အမြင်ကိုလည်းပကြီကိုဆိုင်မှာအခုလိုပဲပြောပြပါရယ်အောင်ကျော်ဆိုင်ဆိုတာကျွန်တော်နဲ့သိရတော့ကြာပါပြီသူចောင်းဆင်းနေတာကျွန်တော်တို့ဆရာဝန်ဖိတ်မြင့်ရှိလာတယ်ကျွန်တော်နဲ့အတူတူရေးကြတာပေါ့နော်အရှုခင်းသူကရှုခင်းရေးတာအာသန်တယ်ပေါ့အာဟိုကျွန်တော်အရောင်နဲ့ပတ်သက်တဲ့ရှုခင်းမျိုးလေးပေါ့နေရာရဲ့အရသာလည်းပါမယ်အလင်းရဲ့အရသာလည်းပါမယ်သူ့ရဲ့စိတ်ခံစားမှုတစ်ခုနည်းနဲ့လည်းပါတချို့ နောက်ပိုင်းကျတော့အခုနောက်ပိုင်းမှာသူရေးတာနည်းနည်းလေးပြောင်းလာအရင်လိုရေးတာမျိုးမဟုတ်တော့ပဲနဲ့လေ။ ਨੇ app set ဘက်ကိုနည်းနည်းဆန်တယ်လို့ကျွန်တော်မြင်တယ်။ဟိုအကြီးကားနည်းနည်းကျတော့ဟိုသူလည်းသူ့အမြင်သူ့အကြိုက်နဲ့သူဖန်တီးထားတာ။ဒါမှကြီးတဲ့လူအတွက်တော့လာကြည့်ရင်ဟိုအကြီးကားကိုကြည့်လိုက်ရင်အကြီးကားတွေကိုစိတ်ကရောက်ရောက်သွား။သူရဲ့ဖန်ဆန်းတဲ့ဟိုအတတ်ပညာတစ်ခုပေါ့နော်။နောက်ခန်းဆန်းနေတဲ့စွမ်းရည်လည်းမြင်ပါတယ်။ကျွန်တော်အရင်ကကိုစုံပြီးရဲ့ကျွန်တော်ရဲ့အဲဆရာဦးဝင်းပြင်းရဲ့ပေါ့။ ဤတော့အယောင်ဆိုလည်းအယောင်ကားဖြစ်မယ်အလင်းဆိုအလင်းကားဖြစ်မယ်အဲနေရာရဲ့အရသာဆိုလည်းနေရာရဲ့အရသာကားဖြစ်မယ်အဲသုံးတပြိုင်တည်းလုံးပါဖို့ခက်တယ်အတူကြဖြစ်သွားတယ်အဲကျွန်တော်လည်းအားရတယ်သူဒီပြပွဲမှာပြသထားတဲ့လက်ရာတွေက2018ခုနှစ်အတွင်းဖန်တီးရေးဆွဲထားတဲ့ပကြီကားတွေဖြစ်ပြီးတော့ပကြီကားစုစုပေါင်း38ကားပြသထားကဖေဗူလာ22ရက်နေ့ထိပြသသွားမှာဖြစ်တယ်လို့သိရပါတယ်